န်းစားတာဆိုတော့အဲခန်းစားတယ်ဆိုတဲ့ဟာနန်နန်တရားပေါ့နော်ဖြစ်ဆရာအဲနန်တရားကိုတိပြီးတော့ဆိုရင်တနေ့ဟာတွေကအဲ့ဒါဆိုရင်လေဟိုဟိုမှားရင်လည်းပြင်ပြပါဆရာအဲ့ဒါစိတ်ထဲမှာဘယ်လိုဖြစ်ဟိုဟာပေါ့နော်အာယုန်ထဲမှာဘယ်လိုဖြစ်လာလဲဆိုတော့ဒီဟာတွေကမရှိတဲ့တရားတွေပေါ့နော်ခုနကတော့ဆရာပြောသူပေါ့ဒါတွေကခန်းစားနေတယ်ဆိုတာဒါတွေကပြည့်ညက်တို့တင်ညာတို့မှာတင်နေလို့ဆိုတော့အဲ့ဒါ တိသွားတဲ့ခါကျတော့လေပြုတ်ကြသွားတယ်ဆရာအဲ့လိုဖြစ်အဲ့လိုသဘောမျိုးဖြစ်တယ်အဲ့ဒါဟုတ်ဗျာအကုန်လုံးကပြညတ်ဒီပေါ်မှာပဲခံစားနေရတယ်လीအဲ့လိုတဲခုဆရာဖျားကြီးနောက်ဆုံးရမ်းနေပြတော့လာဟလာအနေစာဆိုတာပြညတ်ကြီးပါလားဒုက္ခဆိုတာပြညတ်ကြီးပါလားနတ်တာဆိုတာပြညတ်ကြီးပါလားအမုတ်ကြီးဆိုတာပြညတ်ကြီးပါလားမရှိတာတွေအရှိသားတွေပါလားလို့ဟလာဒါတွေကအစီမရှိတဲ့တရားပါလို့တီဗီဖြစ်သွားတာလीဆရာမကြီးကဟုတ်တယ်မလားဟုတ်ကဲ့ဒီမှာအဲ့လိုကျွန်တော်တို့ကဝေးနာ တိုက်ကြည့်ပါဟုတ်တယ်ဟုတ်ကဲ့ပါဗျာနောက်လို့ဝေနာကိုဝေနာလို့ပြည့်ညက်လိုက်နေရာလေဟုတ်ကဲ့ပါဗျာဆရာမကြီးဟုတ်ကဲ့ပါဟုတ်ဟုတ်ကျေးဇူးများကြီးပါတာရုတာရုတာရုဆရာအခုနဟိုဆရာကြီးဟိုဆရာဝင်းမြိုင်မေးသွားတယ်တခုကြံနေပါသေးတယ်နိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုသိရမယ်ဆိုတော့နောက်ပိတ်ဆုံးကတော့ဒီနိဗ္ဗာန်ချမ်းသာအစဉ်ခံစားနေရတာကိုကြည့်ရမယ်နိဗ္ဗာန်ချမ်းသာအစဉ်ခံစားနေရတာဘာကြောင့်သိရမလဲလို့မေးတော့ လားဒီသစ္စာလေးပါးတပြိုင်နဲ့ဖြစ်နေတာကိုသိရမယ်အာယုန်ထဲမှာသုသစ္စာဝိနိမုတ်တော်ဓမ္မနာမနတ္တိအာယုန်ထဲမှာပေါ်တဲ့မြည်သည့်စိတ်စေတေယုံမှုဆိုသစ္စာလေးပါးလုံးကတပြိုင်နဲ့ဖြစ်နေကြတာပါစာပေမှာလည်းရှိပြီးသားသုသစ္စာဝိနိမုတ်တော်ဓမ္မနာမနတ္တိသစ္စာလေးပါးလွတ်တဲ့တရားမရှိပါဘူးတရားဆိုရလဲအာယုန်မှာပဲအာယုန်တရားတွေဟာသစ္စာလေးပါးလွတ်တဲ့တရားမရှိဘူးသစ္စာလွတ်တဲ့တရားအာရမဏိကမှာတော့ဒါသစ္စာလွတ်တဲ့တရားရှိတယ်။အာယုံမှာကျွန်တော်တို့တွေ့မြင်ရတဲ့ အာယုံယုတ်နံတိုင်းမှာသစ္စာလွတ်တယ်လို့မရှိဘူးဒါမှမဟုတ်ဟလာဒေါသစိတ်တစ်ခုထဲမှာပဲအရှိထားရင်သမုဒ္ဒသစ္စာဖြစ်နေတာဒုက္ခသစ္စာဖြစ်စဲမှာမရှိတာသိတာကနိရောဓသစ္စာအဲ့ဒါနောက်မရှိပေမဲ့ဖြစ်နေတာစင်ကြယ်ပါလို့သိတာမေဂသစ္စာလောသစ္စာ၄ပါးလုံးကိုတပြိုင်တည်းမြင်ကွင်းရတဲ့ဒီသည့်လူနဲ့ပြန်မတော်ပါမစူးဟလာသမုဒ္ဒဒုက္ခမဖြစ်အောင်တော့လုပ်လို့မရဘူးမဖြစ်ပေမဲ့ तू ရှိတဲ့တရားမဟုတ်ဘူး မှုရနဲ့ဒုက္ခကိုရှိတဲ့ထင်လို့သာလင်ကျွန်တော်တို့ကအဝိဇ္ဇာရှိတယ်တန်တရားလဲတယ်စဉ်းရဲကြတာဖြစ်တယ်အဲတမှုရနဲ့ဒုက္ခအာယုံမှာပုဂ္ဂိုလ်တရားမဟုတ်ဘူးအရှိမဟုတ်ဘူးလို့သိတယ်နဲ့တပြိုင်နက်နိရောဓသစ္စာမြည်မြည်ဆိုတဲ့တပြိုင်နက်စဉ်းရဲကြောင်းတတ္တိလည်းမရှိတော့သလိုစဉ်းရဲတဲ့တတ္တိလည်းကုန်သွားပါပြီလောက်ဒီကုန်သွားလဲမေးတဲ့ခါကျတော့ဒုက္ခအစဉ်မရှိပါလို့သိတဲ့အတွက်အစဉ်ကုန်တဲ့ဟာဒုက္ခအစဉ်ရေးခွင့်ရတော့တာဖြစ်ပါတ တခါမရှိပြင်မဲ့ဒီလောဘဒေါသမောဟတွေဖြစ်မနေဘူးလားလို့မေးတယ်ဖြစ်နေတဲ့တရားတွေကလည်းစင်ကြဲနေပါတယ်ရန်သူဖြစ်မကြံတော့ပါဘူးနိဗ္ဗာန်ပိုးတဲ့မိษွေတွေဖြစ်ကြံနေကြတာဖြစ်ပါတယ်သဘောတရားဒါမှမဟုတ်ဒုက္ခအစဉ်ငြိမ်းပြီးတော့မှပေါ်တဲ့တရားတွေအလုံးကစင်ကြဲနေလို့သိသွားတဲ့သိသားတဲ့အတွက်ကြောင့်မလို့ဒါအောင်ကြောင်မန်းဆရာပြေးလဲဟောခဲ့တယ်အတူလူနေမဲ့ဖို့မွေကိုမရလေညာစင်ရဲ့ဘွားကြီးကျွန်တော်တို့အမတန်စင်ရဲ့ခဲ့ပါတယ်အားကြောင့်စင်ရဲ့ခဲ့လဲဆိုတော့နိဗ္ဗာန်ကိုရှာရင်းနဲ့အမတန်မှစင်ရဲ့ရောက်ခဲ့တယ် နိဗ္ဗာန်ကိုမသိဘူးနိဗ္ဗာန်မသိတဲ့အတွက်ကျွန်တော်သိတာယုံနာနဲ့ဒုက္ခကိလေသာပဲသိတယ်ယုံနာရှိထားရှာတယ်ဒုက္ခရှိထားရှာတယ်ကိလေသာရှိထားရှာတယ်ဒါအဝိဇ္ဇာလည်းရှိတယ်ဒါဆင်းရဲချုပ်တော့မြင်ရင်လည်းမြင်ခွင့်မရခဲ့ဘူးပေါ့လေအခုကျတော့ဒီသိတဲ့ပညာလန်းကသွားကြတဲ့သိကြတဲ့ဒီဆရာတော်ကြီးကျတော့ကြွေးကြော်ခဲ့တာဟလားအတူလုံနေမဲ့ဖို့မွေဘူးအော်ကိလေသာတွေအစင်သေးနေတာနိဗ္ဗာန်လေတိတာမဲ့အဲ့ဒါကျွန်တော်တို့အမွေရထားတာ ကျွန်တော်အားထုတ်လို့ရတဲ့တရားမဟုတ်ဘူးတခါအဲ့ဒီဒုက္ခနိဗ္ဗာန်ကဒုက္ခအစဉ်ငြိမ်းတာငြိမ်းအောင်လဲကျွန်တော်ဘာမှလုပ်စရာမလိုတော့အလုတ်ကလည်းငြိမ်းသွားပြီတဘောတရားเนาะဒါကြောင့်မလို့ဟလာအဲ့ဒီသမုဒိယနဲ့ဖြစ်နေတဲ့သမုဒိယနဲ့ဒုက္ခကြီးကလည်းသာရစင်ကြယ်သွားပြီသမုဒိယတ္တိဒုက္ခတ္တိတွေကလည်းအစဉ်မရှိတော့ဘူးဒါကြောင့်မလို့ဒုက္ခအစဉ်ငြိမ်းပြီးတော့အစဉ်စင်ကြယ်တဲ့တရားတွေပဲကြံနေခဲ့ပါတယ်ဆိုတာအဲ့ဒါကျွန်တော်တို့ဘာမှမလုပ်ရဘဲနဲ့ရရှိထားတဲ့ဒုက္ခချုပ်ငြိမ်းတဲ့အမွေအလုတ်ငြိမ်းတဲ့အမွေ ဒုက္ခချုပ်ငြိမ်းတယ်ဆိုတာနိဗ္ဗာန်နိဗ္ဗာန်လည်းအမွေရတာအဲဒုက္ခချုပ်အောင်လည်းဘာမှမလုပ်ရတဲ့ချုပ်ငြိမ်းတာဖူအဲ့ဖူကလည်းအမွေရတာဒါမှမဟုတ်ကျွန်တော်တို့ကနိဗ္ဗာန်ချမ်းသာခံစားခြင်းတယ်အမှမခံစားနေရတာဘာကြောင့်ဘာကြောင့်ခံစားနေရတာလဲအာယုံမှာဒုက္ခအစဉ်မရှိတော့ဘူးဆိုရင်ကျွန်တော်တို့စိတ်ကအလုံးနှစ်ခုပဲလုပ်တယ်ဒုက္ခကိုအရှိထားပြီးဖယ်မယ်ဒုက္ခကိုအရှိထားပြီးရှာမယ်အဲ့ဒါကာမဇွန်းနဲ့အတ္တဇွန်းနှစ်ခုမှာပဲစိတ်ကနေတာ ဲ့ဒီနှစ်ခုကိုလုံနေသမျှလဲမနောကအလုံငြိမ်းဘူးတန်တရားလဲလဲနေတာသဘောတည်းအခုကျတော့ဒုက္ခအစဉ်ကုန်ဆုံးသွားပြီလို့သိသွားတဲ့အတွက်ဒုက္ခကိုအရှိထားကြီးဖယ်တဲ့လို့လဲမရှိတော့ဘူးအတ္တဆုံးမှလည်းမရှိတော့ဘူးဒါကဒုက္ခအစဉ်ငြိမ်းသွားတာဒုက္ခအစစ်ပဲလို့နားလည်တဲ့အတွက်ဒုက္ခကိုအရှိထားကြီးရှာတဲ့အလုပ်တွေလဲမလုပ်တော့ဘူးဘာကြောင့်မလို့ဟလာအတူလူနေမက်ဖို့မွေကိုမရလေညာစင်ရဲ့ဘွားကြီးအဲ့တော့မဲ့အမွေလဲကျွန်တော်တို့ကရပြီးသားပိုမွေလဲရပြီးသားအလုံကြီးနာမနောမှာ ဒုက္ခအစဉ်ကုန်လို့မနှောမှာအလုတ်ငြိမ့်နေပြီဆိုရင်ဘယ်သူမှမေးစရာမလိုကိုယ့်အကူမေးကြည့်ကိုယ့်အကူမနှောမှာအလုတ်ငြိမ့်လားမငြိမ့်ဘူးလားမေးကြည့်လက်မနှောမှာအလုတ်ငြိမ့်ပြီဆိုရင်အဲဒါသိမ့်မယ်ချမ်းသာခံစားနေရတာဖြစ်ပါတယ်မနှောမှာအလုတ်ငြိမ့်သေးရင်တော့သိမ့်မယ်ချမ်းသာမခံစားလို့ဆိုရမှာပေါ့ဒါမှမဟုတ်ဒုက္ခအစဉ်ငြိမ့်နေတာတော့တစ္ဆာတက်နေတယ်မှန်ကန်ပါတယ်ဒါမှမဟုတ်အတူလိုနေမဲ့ဘုံမွေကိုမရလေညာဆင်းရဲပွားကြီးဒါမှမဟုတ်ချမ်းသာနဲ့နေနိုင်တဲ့တတ္တိပေါ့ပညာပေါ့ အရဲရဲမှုတွေပဲကြံမာတော့တော့ဘုရားရှင်ပြောတာငါဒီအားလည်းမထုတ်ပဲရတန်ရွေလည်းမနေပဲအားမထုတ်တာဘာကြောင့်လဲဒုက္ခအစဉ်ဂုံးနေလို့ကိလေသာမီးအစဉ်ငြိမ့်နေလို့တဏ္ဍာရီအစဉ်ရပ်နေလို့ဒါမှလို့ဂုံနေချုပ်တယ်ငြိမ့်နေလွတ်တယ်တဏ္ဍာအစဉ်ရပ်နေတယ်ကိလေသာတွေအစဉ်ဂုံးနေတယ်အစဉ်ချုပ်နေတယ်အစဉ်ငြိမ့်နေတယ်အစဉ်လွတ်နေတယ်အဲ့လိုလွတ်နေတဲ့အတွက်ကိုယ်ရာချုပ်ရာငြိမ့်ရာပေါ်မှာ လားသတိမရတံပဲ ਨੇ ကိုအောင်ချုပ်အောင်ကြီးအောင်အထုတ်တာကဝိပဿနာဒါလို့ဓမ္မစကြာမှာသတိပ္ပံမပါဘူးလို့တပြီးတော့ရဲတင်းနေပြောတာလာသတိပ္ပံကလောဘတွေဒေါသတွေမောကိလေသာတွေကိုသောတပန်ကလည်းကိုအောင်အထုတ်တုံဒရဂံလည်းအထုတ်တုံအနာဂံလည်းအထုတ်တုံယန္နာဖြစ်မှာကိလေသာအစဉ်သုံးညသိပြီးတော့အထုတ်မှုရဆိုင်သွားတယ်ဒါသတိပ္ပံမှာကျတော့ကိလေသာအစဉ်သေးတယ်လို့အစောတည်းကသိမြင်ပြီးတော့မှအဲ့ကိလေသာတွေငြိမ်းတဲ့အတိုင်းတရားရှင်ရဲ့အဲ့ဒါနောက်ဆုံးမှမှာကြတဲ့ ပြင်းပြန်တော့မနောက်ဆုံးဘုရားအလုံးကိုမှာကြခဲ့တာပဲဘုရားဓမ္မဝေယဓမ္မဝိရကဓမ္မနိရောဓမ္မအပမဒေနာသမန္တိတာဆိုတာဘုရားရှင်တိုင်းဘုရားအဖြစ်ကိုရခဲ့တဲ့လမ်းဖြစ်ပါတယ်တင်ညာတနာလမ်းဖြစ်ပါတယ်ဒါကိလေသာအရှင်တိတာနဲ့သတိနဲ့မရက်တံမဲ့ဘုရားဖြစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်ထင်ရှားပါတယ်ဒါကျန်တဲ့ပုဂ္ဂိုလ်များလည်းပဲဟလာကျွန်တော်တို့အကျိုးမဲ့ဖို့တွေလူကျင်နေဆိုရင်တော့အကိလေသာငြိမ်းတာနဲ့မရက်တံတဲ့သတိနဲ့သွားရင်ဘုရားရှောက်ခဲ့တဲ့လမ်းဖြစ်ပါတယ်လွဲမစရာအကြောင်းမရှိပါဘူး အဲအဲ့လောက်ထိအကျိုးမဲ့ပုံပုံကြီးမကြီးပဲပါဘူးအဲကျမတို့ကဒီဘဝအဲ့လားနောက်ဆုံးသားရင်းနဲ့တန်တရားလွတ်ရင်တော့ပါပြီဆိုရင်လည်းပဲအဲ့လားကတဉဏ်ရသွားရင်ကတဉဏ်တိနားလဲသွားတယ်ဆိုရင်တော့နောက်ဆုံးသားရင်းနောက်ဆုံးဘဝနဲ့ကျွန်တော်ဝင်ဝင်ရကြမှာဖြစ်ပါတယ်အဲ့လားကျွန်တော်ဝင်ဝင်ရတော့တေးမရရမှာမဟုတ်ဘူးအဲ့လားအခုကိလေသာတွေအစဉ်သေးတယ်ဆိုအဝိဇ္ဇာတွေအစဉ်မရှိတော့ဘူးအဝိဇ္ဇာအစဉ်မရှိရင်ကိလေသာဝိကလည်းမရှိတော့ဘူးကာမဝိကလည်းချုပ်ပြီးဝိဘကဝိကလည်းရပ်ပြီးဖြစ်ပါတယ်ဒါတော့ဝိจุတ္တာကိုကျွန်တော်ဝင်တယ်လို့ပြောတာဖြစ်ပါတယ် ဒါကိုယ်တိုင်ဟလာအကလေသာကိုဟလာကလေသာအစဉ်တည်တဲ့အတွက်ပယ်စရာကိစ္စပြီးဆုံးပြီလို့ကိုယ့်ကိုယ်ကိုကြေညာနိုင်ပြီဆိုရင်အဝိဇ္ဇာဆိုတဲ့ဟလာမောဟကလေသာတရားကြီးဟာအလားဥဝတ္တရာမဟုတ်ဘုရားတတ်ခဲ့လည်းမဟုတ်တေအောင်လည်းအထုတ်တဲ့သာသနာမဟုတ်ပညာလန်းကအစဉ်တည်နေပါတယ်လို့နားလည်ပြီးတော့မှဘောဟကိုအကျွင်းမဲ့အလားကလေသာတွေကအစဉ်တည်တဲ့အကျွင်းမဲ့တည်နေတဲ့ဒါမှမဟုတ် လားနိရောဓသစ္စာထဲမှာသူဟောပါတယ်ဟလားယောတတယေဝတဏယအတေတဝိရာကနိရောဓသူတဏရရဲ့အကျင်းမဲ့ချုပ်ရတယ်ကိုကချော့အထုလို့ချုပ်တာမဟုတ်သူကသူအကျင်းမဲ့သေးနေတာသဘောတည်းအဲ့ဒီသေးနေတဲ့အသည်ကိုနားလဲသွားခဲ့မယ်ဆိုရင်သူ့ကိုတတ်ဆရာကိစ္စပြီးဆုံးမှာပြီလို့ဆိုပြနိုင်ကတ္တဉဏ်ဖြစ်ပါတယ်အဲ့ကတ္တဉဏ်ရသွားခဲ့ပြီဆိုရင်အဆုံးစာတိနောက်ဆုံးဘဝနဲ့ဤသူမစို့ဒီတောင်းငွေရမှာဓမ္မစကြာရဲ့သာသနာရဲ့ နစ်တရာနဲ့အဖိုးမပြနိုင်တဲ့တံပိုးဖြစ်ပါလေ။ခုနကဒီအနေစာနှစ်မျိုးဆိုတာကဝိပဿနာဉာဏ်ကအနေစာနဲ့မဉဏ်ကအနေစာဆိုလို့ဖြစ်တာပေါ့တခိုင်းနော်။ဟုတ်တယ်ဗျာ။ဟုတ်တယ်။ဟောဟုတ်ပြီဟုတ်ပြီ။ဒီအော်ပြောပြောပြီးသားလေးဝိပဿနာဉာဏ်မာနဲ့ဒီမဉဏ်မာက စာပေမှာကိုတရားဝင်ရှိပြီးသားဟလားဝိပဿနာဉာဏ်ကအနေစာဒုက္ခအနတ္တဆိုရဲတော်တွေမလွတ်ဘူးနော်။ ဒီဘက်မှာကျတော့အိိဆာမရှိဘူးဒုက္ခမရှိဘူးအနတ္တမရှိဘူးတော့တောလွတ်တယ်တောင်းလို့သိက္ခမတမသင်္ကပ္ပနဲ့အနိက္ခမတမသင်္ကပ္ပဟလာတောမလွတ်တဲ့တမသင်္ကပ္ပဝိပဿနာဉာဏ်တွေတောလွတ်တဲ့ဟလာအိိဆာမရှိဘူးဒုက္ခမရှိဘူးအနတ္တမရှိဘူးဆိုတာဒါနိက္ခမတမသင်္ကပ္ပဒါတောလွတ်တဲ့အတိဉာဏ်ကကြတော့သုံးညမြင်တဲ့အတိဉာဏ်မဲ့ဉာဏ်မဲ့ရဲ့တမသင်္ကပ္ပဝိပဿနာဉာဏ်တမသင်္ကပ္ပကြတော့အိိဆာရှိတယ်ဒုက္ခရှိတယ်အနတ္တရှိတယ်ဆိုတော့တောမလွတ်သေးဘူး တော့ကဝီရန္တသမသင်္ကပ္ပနဲ့အဝိန္ဒသမသင်္ကပ္ပဝီရန္တဆိုတာကိလေသာအရှိထားပြီးတော့အနိစ္စဒုက္ခနဲ့တမှတ်တာဖြစ်တဲ့အတွက်ကိလေသာရဲ့နှိမ့်ဆက်မှုခံနေရတယ်ဒါဝီရန္တသမသင်္ကပ္ပဥပဒနာညာမှာဟာကိလေသာဖြစ်ပြက်ဒီဆုံးသွားမှာမုံပြီးတော့ဆုံးသွားမှာသူကလွတ်မြောက်သွားမှာဖြစ်ပါတယ်ဒီဘက်ကကျတော့အဝိန္ဒသမသင်္ကပ္ပနှိမ့်ဆက်ခြင်းကလည်းလွတ်မြောက်သွားတယ်ကိလေသာအစင်းတွေဆိုတော့သိတယ်နိဗ္ဗာန်မြင်တယ်မေတ္တမထေရီမဂ်ဂင်ရှင်မှာပြည့်အဲ့တော့ကပြဝရသမသင်္ကပ္ပနဲ့အပြဝရသမသင်္ကပ္ပဒီဘက်ကကြောင်းကြမှုတွေရှိတယ်ငါ ပြပြမဆုံးသေးဘူးပြပြမဆုံးသေးပဲနဲ့သိရင်သောတာပန်ဖြစ်သေးပဲသိရင်အဲ့ဒါအပယ်ကျနိုင်တယ်အဲ့ဒါအားရထုတ်နေရပြီမဲ့သူကဟိုလွတ်မြောက်ခွင့်မရသေးဘူးပေါ့နော်ဒါမှမဟုတ်သူကចောင်းကြမှုတွေရှိပါတယ်ပြပါရသမသင်္ကပ္ပမဲ့ညာကိုရရှိရတဲ့ပုံကိုယ်တွေကတော့အပြပါရသမသင်္ကပ္ပဖြစ်ပါတယ်ចောင်းကြမှုလွတ်ပါတယ်ဘာကြောင့်ကြောင်းကြမှုလဲဆိုတော့ကိလေသာပုဂ္ဂိုလ်တော်မဟုတ်လို့သိတယ်အပယ်တန်ရာမရှိတော့ဘူးသိတယ်ကိလေသာအစင်သေးတယ်ဆိုတာသိတယ်နိဗ္ဗာန်ဆိုတာလည်းသိတယ်ဒါဆိုရက်နေတယ်လို့သိတယ်ဒါကြောင့်မလို့ လာစာပေမှာကတရားဝင်ခွဲခြားထားပြီးသားဝိပဿနာဉာဏ်ရဲ့သမသင်္ကပ္ပဉာဏ်စီတွေးခေါ်ပုံနဲ့အတိဉာဏ်စီတွေးခေါ်တဲ့အတိဉာဏ်နဲ့မဂ္ဂင်၈ပါးပြည့်တဲ့သမသင်္ကပ္ပရဲ့သဘာဝတွေကိုခွဲခြားစိတ်ပြပြီးတော့ဟောကြည့်ပြတာဖြစ်ပါတယ်။ဒါမှမဟုတ်ဝိပဿနာဉာဏ်နဲ့မဉ္ဉဏ်ကိုပြောင်းဖို့ဆိုတာကတော့အပရိသတ်နဲ့တွေးရမယ်။ကိုယ်ရှိမှသရာတရားလည်းရှိရမယ်။စဉ်းစားဆင်ခြင်နိုင်တဲ့အကြောင်းကျိုးလည်းပြည့်စုံမှသာလျှင်ကြောင်းနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ဆိုရင်တော့ဟလာဖြစ်ဖြစ်ဆုံးတဲ့အတိပဲရှုမှတ်ပွားများပြီးတော့သွားကြမှာဖြစ်ပါတယ်။ လောက်ဆိုရပြီလေခင်ဗျာကောင်းတယ်တကယ်ကောင်းတယ်သဘောပေါက်ပါတယ်တကယ်ကြီးဒီမှာဒီမှာပြန်တင်ပါဒီရတိဖို့ဆိုရင်အဲ့ဒါဆိုတော့ဝိပဿနာသမ္မာဒိဋ္ဌိနဲ့မေတ္တာမာဒိဋ္ဌိကိုလည်း क्वे ဖို့လိုတာပေါ့တကယ်ကြီး क्वे ဖို့လိုတာပေါ့ဗျာအဲ့တော့ဟိုဘက်မှာပြဿနာတက်တာကမေတ္တာဒိဋ္ဌိဆိုတာသူတို့ရဲ့အုံနောက်ထဲမှာမရှိဘူးမေတ္တာဒိဋ္ဌိဆိုတာဖြစ်ပျက်ဆုံးမှာပဲပေါ်လာလိမ့်မယ်လို့သူတို့ဒီအတ္တိပြန်လမ်းကသင်ပေးထားတာ ီမေတ္တမဒိဋ္ဌိကိုတပ္ပရိသပေးရနိုင်ပါတယ်ဆိုတော့ knowledge ကသတိပ္ပဏမှာမရှိဘူး။တရားရှင်ကတော့ပြောတာတပ္ပရိသကောင်းတဲ့တွေ့ရင်မဲ့တယ်မို့ကိစ္စအလုံးပြီးတယ်ဆိုတာပုသမဒိဋ္ဌိရနိုင်ပါတယ်လို့ပြောတာ။ဘာကြောင့်လဲဆိုတော့ကိစ္စပြီးတဲ့ဉာဏ်ဒီကတ္တဉာဏ်ဖြစ်လို့ကတ္တဉာဏ်ဒီဖိုစိတ်ဖြစ်လို့ဟုတ်တယ်နော်။အဲပုသမဒိဋ္ဌိဖြစ်လို့ဒါမှမဟုတ်တပ္ပရိသကောင်းတဲ့တွေ့မယ်သစ္စာကိုဟောပြနိုင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့မယ်ဆိုရင်ဟလာကိစ္စအလုံးပြီးတဲ့ဖိုသမဒိဋ္ဌိရနိုင်ပါတယ်ဆိုတာဘုရားရှင်ရဲ့သတ်မှတ်ထားခဲ့တဲ့ စကားဒါပေမဲ့အဲ့ဒီစကားတွေကိုကြတော့ပုံပေါ်ပြီးတော့ပြိဝိဒဘာသာပြန်ရှင်းလင်းပေးမဲ့ပုံကိုယ်တွေမရှိတဲ့အတွက်အခုတော့အာမတုဘက်နဲ့မရပါဘူးဆိုတော့အလုံးတစ်လုံးတည်းနဲ့ပဲကင်ပြီးတော့တတ္တဝါတွေလမ်းလျှောက်နေရတာဖြစ်တယ်။အဲ့တော့ဘုရားရှင်ကတော့စကားကိုပြောခဲ့ပြီးသားတပိသက်ကောင်းနဲ့တွေ့ရင်ဟလာအရတ်ဘုဇိတ်ကြီးအောင်ရပြီးတော့ကိစ္စအလုံးပြီးတဲ့အသိဉာဏ်နဲ့ဟလာရနိုင်ပါတယ်ဆိုတော့ဘုရားရှင်ကတော့တရားဝင်ပြောခဲ့ပြီးသားဖြစ်ပါတယ်။ဟလာကျန်တဲ့ပုံကိုယ်တွေမှာတော့ ဒီသတိပ္ပဏကပဲလာတော့သတိပ္ပဏရဲ့အတ္တမပေးတဲ့အတွေးအသည့်ဘောင်ထဲမှာပဲစဉ်းစားနိုင်ကြတယ်ဒီဘက်ကမြင်မာတဲ့ဟလာဒီဘုရားရှင်ရဲ့ပညာသာသနာနယ်ပယ်ကဟလာဘောဝါဒတွေစကားသုံးနှုန်းတွေဘုရားရှင်ရဲ့ဆုံးဖြတ်ပုံတွေကိုမသိနိုင်ကြဘူးဒါကြောင့်မလို့ကျွန်တော်တို့အများသောအားဖြင့်တော့ဟလာတိကျလာနားမထောင်ပဲဝေဖန်ဆန်းစစ်မှုမရှိဘူးဆိုရင်တော့အပြစ်တင်စရာတွေကြီးပဲသူတို့ဘက်ကဖြစ်နေမှာပဲဒါတော့ဏိယာမှာပဲလေဒီလိုပဲသွားနေကြတာဒါတပည့်တော်တို့ကတော့တပည့်တော်ပြည်ပြည့်နဲ့ညံရထားတဲ့အတွက်ကြောင့်မလို့ စုံကံဘုရားရှင်ဆိုလို့ကျင်တဲ့စုံကံတိုင်နဲ့ထိအောင်တပည့်တော်တို့ရှင်းလင်းပေးဖို့တပည့်တော်တာဝန်မယ်ရှင်းလင်းပေးမယ်အဲနားလဲအောင်ကြိုးစားတာတို့တို့တာဝန်မယ်အဲ့ဒါတပည့်တော်တို့ကတော့သပရိသတ်တာဝန်ဖြစ်တဲ့အတွက်ဘာလို့ဆိုလို့လဲဆိုတဲ့နေရာကြီးရှင်းလင်းပေးဖို့ပဲတပည့်တော်တို့ဟုတ်ကဲ့တခါကြီးရေကောင်းပြီတခါကြီးရေ